နေပြီးတော့မှတစားပုံးလှပြင်းနေညာကပန်းတကူကောက်နေတဲ့ကိုရင်တပားနဲ့အမျိုးသားတယောက်ဆိုင်ကယ်တက်ခံရပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။နေပြီးတော့ပြင်းမနာမြို့လက်ပံခါလာကြီးရွာကလမ်းပေါ်မှာမင်းညာ၈နှစ်ဝန်းကျင်ကဖြစ်ပွားခဲ့တာပါ။ကားပေါ်ကနေပတ်စံတွေကျဲသွားလို့လိုက်ကောက်ကြသူတွေကိုဆိုင်ကယ်တစီးကဝန်ထမိခဲ့တာလို့သိရပါတယ်။အတိုက်ခံရတဲ့ကိုရင်တပားနဲ့အမျိုးသားကိုပြင်းမနာမြို့ဂဒေနရာပြည်သူစေယုံကိုပို့ဆောင်ပေးလိုက်တယ်လို့မိုးစစ်တနာပြရိုက်တာအတင်းကအတည်ပြုထားတာပါ။ အတိုက်ခံရသူနှစ်ယောက်စလုံးဒဏ်ရာပြင်းထန်တယ်လို့ဒေသခံတယောက်ကပြောပါရယ်ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေရောက်ကိုရင်လေးကအနှဖူးမှာပေါက်ပြဲဒဏ်ရာရရှိထားပြီးအမျိုးသားကတော့လူနာကရင်ပေါ်တင်ပြီးခေါ်ဆောင်သွားတာတွေ့ရပါတယ်ဒါကြောင့်မို့လာပြည့်နေ့ညမှာမြို့နယ်တိုင်းရဲ့လမ်းမတွေပေါ်မှာကားတွေပေါ်ကနေပတ်စံတွေကျဲချတာကိုကောက်တဲ့ပန်းတကူကောက်ချသူတွေရှိပါတယ်လမ်းမပေါ်မှာပန်းတကူကောက်တာနဲ့ပတ်သက်ပြီးအနေရများတယ်လို့လူမှုကွန်ရက်အဖွဲ့ကသတိပေးထားကြပါတယ်ပန်းတကူပြက်တာကောက်တာဖြင့် အခုလိုမျိုးအခကြီးရကြီးညမှာဆစ်ဆင်းချင်းချင်းပျော်ပါကြဖို့လေလူမှုကူညီရေးအဖွဲ့တွေကတိုက်တွန်းထားကြပါတယ်။နေပြည်တော်အပြင်ရန်ကုန်မန္တလေးနဲ့မြို့ကြီးတွေကအဝေးဖြေးလမ်းမတွေနဲ့မြို့တွေလမ်းတွေပေါ်မှာတစောင်းပုံးလာပြနေကြဆိုပြီးကားတွေပေါ်ကနေပတ်စံတွေကျဲချလို့လိုက်ကောက်ကြသူတချို့အထိခိုက်သေးဆုံးမှုတွေနှစ်ဆင်ရှိနေပါတယ်။ပန်းတကူပြတဲ့ဆိုပြီးပတ်စံတွေကိုစည်းကမ်းမဲ့မကျဲကြဖို့လူမှုကူညီရေးအဖွဲ့တွေကမေတ္တာရက်ခံထားကြပါတယ်ရှင်။